တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ match လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like ကန် subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတဲ့ပြင်စီရေကင်းစကန်ကိုတော်လန်ရစ်တက်များကဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲဖြစ်ပေါ်အမြန်လမ်းယာယီပိတ်ကခီးတဲ့တင်ကားများရက်တန့်ခဲ့ရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတဲ့ပြင်စီရဲကင်းစခန်းကိုတော်လိုင်းရဲတပ်များကယနေ့နေ့ပိုင်းမှာဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးတိုက်ပွဲဖြစ်ပွားကအမြန်လမ်းယာယီပိတ်သွားခဲ့ကြောင်းခီးတဲ့ပြည်သူများကပြောဆိုပါရယ်။ယနေ့မက်ချ်လာ16ရက်နေ့နက်နက်10:45မိနစ်ဝန်းကျင်မှာစတင်ပြီးမန္တလေးတိုင်းနထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်319မိုင်6ပါလုံမှာရှိတဲ့စစ်ကောင်စီရဲ့ပြင်စီအမြန်လမ်းရဲကင်းစခန်းကိုတော်လိုင်းရဲတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်မှုမိနစ်40ခန့်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါရယ်။ပြင်စီစခန်းကိုလာတိုက်ရင်အပြန်အလှန်ပစ်ခတ်ကြတာနိုင်ဝဲကျော်လောက်တော့ကြာတယ် ြစ်ခတ်ကြတာတိုက်ပွဲဖြစ်နေတော့အ мян လန်းခဏပိတ်လိုက်ရတယ်ကားတွေလည်းလာရလမ်းတိုင်းပြန်လှည့်ပြေးရတယ်မွန်လဲ၁၂နာရီလောက်မှတိုက်ပွဲပြီးသွားတယ်လမ်းတော့ပြန်ပွင့်သွားပြီလို့နထိုးကြီးမြို့နယ်အခြေစိုက်ကင်းထောက်သတင်းအရင်းမြစ်တစ်ခုကပြောဆိုပါတယ်ရန်ကုန်ခေတ်သတင်းဌာနကနထိုးကြီးအခြေစိုက်နထိုးကြီး people defense force မြင်းကြံခရိုင်အမှတ်၄တပ်ရင်းထံကိုဆက်သွယ်မင်းမြန်ရန်ကြိုးစားလျက်ရှိပြီးလက်ရှိအချိန်ထိဆက်သွယ်မရရှိသေးပါဘူး လက်ရှိစစ်ကောင်စီကအင်အား၁၀၀ဝန်းကျင်နဲ့မိုင်းတိုင်အမှတ်319မှာရှိတဲ့ပြင်စီရဲကင်းစခန်းပတ်ဝန်းကျင်ကိုစစ်ကြောင်းထုတ်နေပြီးတော်လိုင်းရင်တက်များလည်းပြန်လည်ဆုတ်သွားပြီဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လက်နက်ကင်တိုက်ပွဲများရပ်တန့်ပေးကြရန်စစ်ကောင်းဆောင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်းရင်သားလက်နက်ကင်များနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းများပတ်သက်သူများအနေနဲ့လက်နက်ကင်တိုက်ပွဲများရပ်တန့်ပေးကြရန်စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကယနေ့မတ်လ19ရက်နေ့မှာကြာရောက်တဲ့52နှစ်မြောက်မွန်ပြည်နယ်နေ့အခမ်းအနားကိုတဝန်လာပေးပို့ရမှာထည့်သွင်းပြောကြားထားပါတယ်။ ပြည်သူများဒုက္ခရောက်စေပြီးနိုင်ငံကိုအန္တရာယ်ကျရောက်စေမဲ့လောက်ရများကိုနိုင်ငံ내ပြည်သူအကျိုးရှိရှိပြီးတော့ရပ်တန့်ပေးကြရန်အသည့်ပေးလိုကြောင်းစစ်ကောင်စီခေါင်းဆောင်ကပြောဆိုထားပါတယ်။လက်ရှိမှာစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာများကိုပါပိတ်မတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားများထိခိုက်သေဆုံးပြီးအဆောက်အအုံများပျက်စီးနေတော့လဲစစ်ခေါင်းဆောင်ကနေမီဒေတာအသီးသီးမှာတိုင်းရင်းသားလက်နက်ကင်များနဲ့ပြည်သူကာကွယ်ရေးတပ်မတော် PDF များရဲ့တိုက်ခိုက်မှုများကြောင့်အခြေခံအဆောက်အအုံများနဲ့ဒေတာကင်များရဲ့အသက်အိုးအိမ်စီးစိမ်များပြတ်တုံးကစင်ရဒုက္ခရောက်နေကြကြောင်းပြစ်တင်ထားပါတယ်။ စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးတန်တိတ်တန်ချမှတ်ဆောင်ရွက်လျက်ရှိပြီးထို့သောကျင်းပနိုင်ရေးအတွက်လိုအပ်လျက်ရှိတဲ့နိုင်ငံတော်ဝန်တင်းကျင်းအေးချမ်းမှုရှိစေရေးကိုတိုင်းရင်းသားပြည်သူအလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်းလည်းဆိုပါတယ်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပသွားမည်ဖြစ်ကြောင်းစစ်ကောင်စီခေါင်းဆောင်ကမတ်လ9ရက်နေ့ကဘယ်လာရုစ်နိုင်ငံခီးစဉ်အတွင်းမှာပြောကြားခဲ့ပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဖြစ်လာနိုင်မည်မဟုတ်ပဲအကယ်၍ကျင်းပပြစ်ပါကလည်း၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေတာအ ਨੇ စုတွင်သာတနတ်ထောင်ဓာမိုကျင်းပမဲ့ရွက်ောက်ပွဲမျိုးသာဖြစ်လိမ့်မည်ဖြစ်ကြောင်းနိုင်ငံရေးသမားအချုပ်ကသုံးသပ်ထားပါတယ်။အာနာသိမီနောက်မှာစစ်ကောင်စီတက်တဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့များပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့အကြဖြစ်ပွားတဲ့တိုက်ပွဲများအတွင်မှာစစ်ရေးအယရှုံးနိုင်နေတဲ့စစ်ကောင်စီအနေနဲ့နိုင်ငံရဲ့သုံးပုံတပုံကိုပင်စိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိတော့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြီးခဲ့တဲ့ဇန်နဝါရီလ၄ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာနေပြည်တော်နဲ့ရန်ကုန်တိုင်းမှာလွဲပြီးကြံတိုင်းနဲ့ပြည်နယ်များမှာတိုက်ပွဲများဖြစ်ပွားနေပါတယ်။ စစ်ကောင်စီကစစ်ကြောင်းထိုးခြင်းများရှိသလိုစစ်ကောင်စီထိန်းချုပ်ဒေသများစခန်းများကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဒေသကာကွယ်ရေးတပ်ဖွဲ့များတော်လန်ရေးပူပေါင်းတပ်များကတိုက်ခိုက်နေပြီးတိုက်ပွဲများဖြစ်ပွားနေပါတယ်။နိုင်ငံ내ပြည်သူအကျိုးရှိရှိပြီးတော့တိုက်ပွဲများရပ်တန့်ပေးကြရင်စစ်ကောင်စီခေါင်းဆောင်ကယနေ့ပြောကြားပေးမယ်လေ။၎င်းတို့လက်လွတ်ထားရတဲ့ဒေသများကိုပြန်လည်တိုက်ခိုက်သိမ်းယူမယ်လို့၎င်းတို့ရဲ့ဝါရဖြန့်ကြီးရေးစာမျက်နှာများမှတဆင့်မကြာခဏထုတ်ပြန်နေပါတယ်။ ပြီးခဲ့တဲ့ February လနဲ့ March လအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာနောင်ချိုမြို့မန္တလေးတိုင်းမှာမိုးကုံးနဲ့စင်ကူးမြို့မကွေးတိုင်းမှာမြိုင်မြို့စကိုင်းတိုင်းမှာကဏီမြို့တို့ကိုလေကြောင်းမှတိုက်ခိုက်ခဲ့ရာအရက်သား60ဦးထက်မနည်းသေဆုံးခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့များထံမှသိရပါတယ်။စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်မှာ2025ခုနှစ် March လ18ရက်နေ့အထိစစ်ကောင်စီကဖမ်းဆီးခဲ့သူစုစုပေါင်း2889ဦးရှိပြီးအဲ့ဒီအထဲမှာမှ2294ဦးဟာထိန်းသိမ်းခံရရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကတရင်ထုတ်ပြန်ထားပါတယ်စစ်ကောင်စီနဲ့လက်အောက်ခံတပ်ဖွဲ့များကြောင့်တော်လှန်ရေးကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်း6410ဦးရှိပြီလို့လည်း AAPP ကဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ Oship Pingo AA နဲ့ပူးပေါင်းအဖွဲ့လာရောက်ပါကတည်တံလို့ချင်းချောက်ပြီးညောင်ကျိုးကိုစစ်ကူထက်လွတ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကတိုက်ပွဲပြင်းထန်နေတဲ့ညောင်ကျိုးကိုစစ်ကူတပ်များထပ်မံဆေးလွတ်နေရပြီးအွန်ရှစ်ပင်အတွင်းကိုရန်သူရောက်လာပါကတေတံလို့ချင်းချောက်ပြောဆိုထားကြောင်းသိရှိရပါတယ် ယမန်နေ့မက်လ16ရက်နေ့ကညောင်ချီတောင်မှာရှိတဲ့အမတ်6ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ6အတွင်းကိုတက္ကစပြီခိတ္တဒေတာကုကရေးမှုဘုံမူဝင်းထွက်လာရောက်ပြီးစစ်ကူလွတ်မဲ့တပ်များကိုချင်းချောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းတက်အေးမြင့်တရင်ထံမှသိရပါတယ်စစ်ထွက်မဲ့တက်ကောင်းဆောင်ကိုခေါ်ပြီးပြောတာစစ်ကောင်းဆောင်ကသူ့ကိုတစ္ဆာမဖောက်ရင်ပြီးရောပြေးပြေးပြောင်းပြောင်းခွတ်လွတ်တယ်လို့တက်တရင်အေးမြင့်ကပြောဆိုပါတယ်ညောင်ကျိုးမှာရှိတဲ့စစ်ကောင်စီစခန်းနဲ့ချင်းကုန်းမှာရှိတဲ့စစ်ကောင်စီစခန်းတို့မှာ တိုက်ပွဲများဖြစ်ပွားနေပြီးအရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။စစ်ကောင်စီဟာညောင်ကျိုးတိုက်ပွဲအတွင်းမှာစစ်တပ်လေဒီများအပြင်လေကြောင်းမှပါအပြင်းထန်တိုက်ခိုက်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဘက်ကိုဘုံမှချေချမိတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတိုက်ဆုံခဲ့ကြောင်းစစ်ကောင်စီတပ်သားနန်းလင်းသူအလင်းဝင်ခဲ့တဲ့တာယာဝရခရိုင် PDF တပ်ဖွဲ့ထံမှသိရပါတယ်။ဒါအပြင်ညောင်ကျိုးတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ခန့်ရှိတဲ့စစ်ကြောင်းတစ်ခုမှာစစ်ကောင်စီကဘုံမှချေမိတဲ့အတွက် 120ခန့်တည်သွားပြီးကြံသည့်80မှာလည်းတိုင်ပွဲအတွင်တိဆုံးမှုများရှိတယ်လို့ထွက်ပြေးကြသူများဖြင့်တက်ပြတ်သွားကြောင်းသိရှိရပါတယ်။ AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်များရဲ့ထိုးစစ်မှာညောင်ကျိုးမှကြော်ပြီးညောင်ချီတော့ကိုရောက်ရှိကာကပ္ပဆများအတွင်စစ်ရေးပြင်းထန်လာမည်ကိုစိုးရိမ်ပြီးအုံရှိပင်နဲ့ရန်ကုန်တိုင်းအတွင်းမှစစ်ကူများခေါ်ယူကာစစ်ကောင်စီကအင်အားဖြည့်တင်ထားကြောင်းသိရှိရပါတယ်။မော်ဘီခြေဆိုင်တရင်သုံးခုအပြင်စစ်မှုထမ်းတင်နန်းစဉ်အမှတ်စဉ်၈မှတင်နန်းသား600ကျော်ခန့်ကိုပါကပ္ပဆ6အတွင်းကိုပို့ဆောင်ထားပြီးယမန်နေ့မှစတင်ပြီး ရင်းအင်အားများကိုထုတ်နှုတ်ကာညောင်ကျိုးတိုက်ပွဲကိုခွဲ၍ပို့ဆောင်နေကြောင်းတက်တရင်အရင်မြစ်ထံမှသိရပါတယ်။ညောင်ကျိုးစကန်ကိုထား၍ဖယုတ်ဖယဲထွက်ပြေးနေရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုစစ်ကောင်စီတပ်အရာရှိများကပြီးခဲ့တဲ့မတ်လ9ရက်နေ့ကတည်းကအွန်ရှစ်ပင်မှာစောင့်ဖမ်းကာညောင်ကျိုးကိုပြန်လည်ပို့ဆောင်နေကြောင်းသိရှိရပါတယ်။ဒါအပြင်ညောင်ကျိုးစကန်တိုက်ပွဲမှာတိကြိုက်တန်ရန်ရရှိသူများနဲ့တိတ်ဆုံးသူများကိုဖော်ကားများအပြည့်တေဆောင်ကာအွန်ရှစ်ပင်နဲ့ပြည်သူပြန်လည်ပို့ဆောင်နေရကြောင်းဒေသခံများထံမှသိရပါတယ်။ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း319မှာရဲကအင်စီကားတွေနဲ့ကင်းပတ်ရန်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုနထိုးကြီး PDF ကပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း319မှာရဲကအင်စီကားတွေနဲ့ကင်းပတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းနတိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်430တပ်ရင်းမှပြောရေးဆိုခွင့်ရှိသူဆရာဆိုးကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ် မတ်လ19ရက်နေ့နနက်ပိုင်းမှာရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း319မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကရဲကားတစီအိမ်စီကနှစ်စီးနဲ့ကင်းပတ်ရန်ထွက်လာစဉ်မှာနထိုးကြီး PDF နဲ့မဟာမိတ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးတော်လန်ရေးရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မိုင်းတိုင်း319မှာကင်းပတ်တဲ့ကားပေါ့အမြန်လန်းကိုကင်းပတ်တဲ့ကားကိုပြစ်တာပါ။ အိမ်စည်းကားနှစ်စီးနဲ့ရဲကားတစ်စီးကိုပစ်တာထိခိုက်သေဆုံးမှုတော့သူတို့ဘက်ကရှိပေမဲ့သတင်းတော်လိန်ထားတယ်။ကျွန်တော်တို့ကြားတဲ့သတင်းကတော့မျက်မြင်တွေပြောတာတော့ငါးယောက်ကိုသွေးထက်တန်ယိုတွေနဲ့လဲနေတာမျိုးတွေ့တယ်လို့ပြောတယ်။ငါးယောက်တည်တယ်ဆိုတာသိကြပါတယ်။သူတို့ဘက်ကထပ်ပြီးတော့ထိခိုက်သေဆုံးမှုတွေရှိနိုင်သေးတယ်လို့နထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်430တက်ရင်မှပြောရေးဆိုခွင့်ရှိသူဆရာစိုးကပြောဆိုပါတယ်။အဆိုပါတိုက်ခတ်မှုကိုမြင်းကြံခရိုင်အမှတ်4တက်ရင်မြင်းကြံခရိုင်အမှတ်30တက်ရင်နထိုးကြီး PDF နဲ့ မဟာမိတ်ဖြစ်သောမြစ်သားမျိုးနဲ့ပကပတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုင်းဖုံးဆရာတော်အားတက်ဆင်မိသားစုတွားရောက်ဂါရဝပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဝင်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝတ်နဲ့တမိမိသားစုဟာထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မိုင်းဖုံးဆရာတော်ကြီးကိုယနေ့တွားရောက်ဂါရဝပြုတဲ့ပုံတွေကိုတမိဖြစ်သူက၎င်းရဲ့ Instagram Social Media မှာတင်ထားတာကိုတွေ့ရပါတယ်။တပုံထဲမှာတဆင်းနဲ့တမိဖြစ်သူတို့ကဆရာတော်အားရှိခိုးနေတာကိုမြင်တွေ့ရတယ်လို့ဆရာတော်မလည်းအဆောင်လက်ပတ်များပြန်လည်ဆွန့်ကျဲခဲ့တာကိုတွေ့ရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဝမ်တွင်းမှာစစ်မှုထမ်းရမဲ့လူငယ်စင်းကောက်ခံနေတဲ့အုပ်ချုပ်ရေးမှူးထိမောင်နဲ့ရဲကြီးစရင်မျိုးစင်ဝင်းပြစ်ခတ်ခံရပြီးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာစစ်မှုထမ်းရမဲ့လူငယ်စင်းများကောက်ခံနေတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးထိမောင်နဲ့ရဲကြီးစရင်မျိုးစင်ဝင်းတို့ပြစ်ခတ်ခံရပြီးတေဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရတယ်။မတ်လ18ရက်နေ့မော်လဲ2နာရီ45မိနစ်အချိန်မှာဝမ်တွင်းမြို့နယ်ရိုးကန်ကြေးရွာမှာနေထိုင်တဲ့အုပ်ချုပ်ရေးမှူးထိမောင်နဲ့ထွေအုပ်မှရဲကြီးစရင်မျိုးစင်ဝင်းတို့ကို ၎င်းတို့နေအတွင်အမည်မသိတနက်သမားများကဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရှိရပါတယ်။တိုက်ဆုံသွားသောအုတ်ချုပ်ရီးမှုထင်းမောင်နဲ့စည်ရီးမျိုးစင်ဝင်ဟာကြေးရွာအုပ်စုအတွင်မှရှိတဲ့စစ်မှုထမ်းရမယ့်လူငယ်တွေရဲ့စည်ရင်းကိုကောက်ခံရမှာဥဆောင်ပါဝင်ပြီးအကြမ်းဖက်စစ်တပ်ကိုလည်းလာစဉ်စစ်မှုတန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပို့ဆောင်ပေးနေသူဖြစ်ကြောင်းထို့ပြင်တော်လန်ရေးတပ်ဖွဲ့များရဲ့တွာလာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်းပြီးအကြမ်းဖက်စစ်တပ်ထံကိုသတင်းပို့ပေးနေသူများဖြစ်ကြောင်းသိရှိရပါတယ်။ပြစ်ကက်ခံရလို့တည်သွားတဲ့စစ်ခွေးခန့်အုပ်ကြီးနဲ့ စည်ရည်ကတော်တော်ဆိုးတဲ့ကောင်တွေပါစစ်မှုထမ်းအတွက်လူစုပေးတာတွေစည်ရင်းကောက်ပေးတာတွေကိုလှုပ်ဆောင်နေတာစစ်မှုထမ်းကြီးဆိုပြီးတော့လဲကောက်တာတွေလဲလှုပ်ပါတယ်နောက်ပြီးသူတို့ကတော်လန်ရေးတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုလဲလိုက်ဆောင်စမ်းပြီးစစ်ခွေးတွေကိုဖုန်းနဲ့လှမ်းပြီးတော့သတင်းပို့တာတွေလဲလှုပ်ပါတယ်ပြည်သူတွေကိုလဲချင်းချောက်ပြောဆိုတာတွေလှုပ်ပါတယ်လို့ဒေတာပြည်သူကဆိုပါတယ်နောက်တစ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနဲ့ရုရှားညုံနဲ့ခရင်အလဲထက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်းရဲ့ရုရှားခီးစဉ်မှာ ပြောစရာများခဲ့ပေမဲ့နှစ်နိုင်ငံစလုံးအထက်ကလိုချင်နေတဲ့အချက်နှစ်ချက်ကိုတော့ရရှိသွားခဲ့ကြပါတယ်။မြန်မာဘက်ကနျူကလ িয়ার တပ်အားပေးဆက်ယုံပေါ်ပေါက်လာဖို့ဆန္ဒရှိပြီးရုရှားဘက်ကတော့ယူကရိန်းစစ်မှတုံးဖို့ခဲယမ်းတွေကိုမြန်မာကထုတ်လုပ်ပို့ဆောင်ပေးဖို့ဖြစ်ပါတယ်။နှစ်နိုင်ငံလုံးကဒီသဘောတူညီချက်ကိုထုတ်မပြောခဲ့ကြပေမဲ့ရုရှားခီးစဉ်ကိုပါသွားတဲ့တရင်အရင်းမြစ်တချို့စီက BBC ကစုံစမ်းသိရှိထားရတာဖြစ်ပါတယ်။စာချုပ်တက်တန်းကတော့ထိတ်တန့်လျော့ဝါ ဒါပေမဲ့ရုရှားယူကရိန်းစစ်မပြီးမချင်းတော့မြန်မာကခရမ်းတွေပို့နေရမယ်ထင်တယ်လို့ရုရှားခီးစင်ကိုပါသွားတဲ့ BBC သတင်းအရင်းမြစ်ကပြောဆိုပါတယ်ရုရှားရဲ့လက်နက်ဖောက်တပ်တူဖြစ်နေခဲ့တဲ့မြန်မာကရုရှားကိုခဲယမ်းတွေပြန်ပို့မယ်ဆိုတဲ့သတင်းကိုကြားကစားကယုံကြည်နိုင်ဖို့ခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ရုရှားဟာယူကရိန်းစစ်အတွက်လက်နက်ခဲယမ်းလိုအပ်ချက်ကြီးမားနေတာဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာ2023ခုနှစ်လောက်ကလေးကရုရှားကိုလက်နက်ကြီးကြီးတွေပို့ဆောင်နေခဲ့တယ်လို့ BBC ရဲ့စစ်ဘက်သတင်းအရင်းမြစ်တွေကအတည်ပြုထားပါတယ်။ ရုရှားကယူကရိန်းစစ်မှာမြန်မာစစ်တပ်ထုတ်120မီလီမီတာမော်တာကြီးတွေအသုံးပြုနေတဲ့အကြောင်းယူကရိန်းစစ်လက်နက်လေးလာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Ukraine Weapon Tracker အဖွဲ့ကဖော်ထုတ်ခဲ့တယ်လို့အရှေ့ဥရောပစီးရီးသတင်းအရင်းမြစ်တွေကလည်းဖော်ပြခဲ့ပါတယ်။မြန်မာကထုတ်တဲ့ KN တွေကဈေးချိုပြီးပောက်ကွဲအပြင်းနဲ့အတွက်မော်စကိုကသဘောကျပါတယ်။စမ်းသုံးကြည့်ပြီးကြိုက်လို့စာချုပ်ချုပ်တာအမျိုးအစား၄မျိုးထုတ်မယ်လို့နေပြည်တော်ကတက်အရာရှိတူကပြောဆိုပါတယ်။မြန်မာမှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာရုရှားကနည်းပညာရှင်တွေကိုယ်တိုင်လာရောက်ပြီး လက်နက်ကြီးကြီးတွေလာထုတ်မှလို့သူကပြောပါတယ်။အရင်ကရုရှားကိုပို့ခဲ့တဲ့ခဲယမ်းတွေကပဲခူးနဲ့မကွေးမှရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေကနေထုတ်တာဖြစ်ပါတယ်။ရုရှားကလိုချင်နေတဲ့အမြောက်စံတွေကိုပန်းတောက်မှရှိတဲ့အမှတ်3ကာကွယ်ရေးပစ္စည်းစက်ရုံကနေထုတ်ခဲ့တာဖြစ်ပါတယ်။အခုတော့လုံခြုံရေးအခြေအနေအရရုရှားကအမာတွေကိုနေပြည်တော်ဘက်မှရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကနေပဲထုတ်တော့မယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်။နေပြည်တော်မှာအမှတ်1ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ အမှတ်၄ကကွယ်ရေးပစ္စည်းစက်ရုံတွေရှိပြီးမိုခါမွန်တိုင်းရှိန်ကြောင့်နေပြည်တော်ရေကြီးတုန်းကပစ္စည်းဆုံးရှုံးမှုကြုံခဲ့ရတဲ့စက်ရုံတွေဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအစိုးရနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့ကြပါစေခင်ဗျာ။